အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့999 Burmese USA News YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေကျွန်တော်နာမည်ကတော့ Mr. Nine ဖြစ်ပါတယ် America ရဲ့မြန်မာအင်္ဂလိပ်ဘာသာပြန် Certified Interpreter တယောက်ဖြစ်ပါတယ်ဒီကနေ့ကျွန်တော်ဘာသာပြန်တင်ဆက်ပေးသွားမယ့်သတင်းကတော့ဥရောပကိုချိန်ချောက်ပြီးတင်တို့ငါတို့နိုင်ငံကိုတွင်းနေတဲ့ရက်သေးစာမှန်သမျှအပေါ်အခွန်200ရာခိုင်နှုန်းခောက်ခံသွားမယ်ဘာလို့လဲဆိုရင်တော့မင်းတို့ဟာ America အပေါ်ညစ်ပတ်ပြီးမတရားလို့ပဲဆိုတဲ့သမ္မတ Trump အိမ်ပြူတော်မှာပြောလိုက်တဲ့သတင်းပဲဖြစ်ပါတယ်။သတင်းပြည့်စုံကတော့ ABC News ကမတ်လ23 2025မှာတင်ဆက်သွားတာကတော့သမ္မတဒေါ်နယ်ထရန့်ဟာဥရောပကနေအမေရိကကို နှစ်ပေါင်းများစွာတင်သွင်းနေတဲ့ရက် BR ဝိုင်းစတဲ့အတူရာပစ္စည်းတွေကိုအခွန်200ရာခိုင်နှုန်းတိုးမြင့်ကောက်ခံသွားမယ်လို့အိမ်ပြူတော်မှာပြီးခဲ့တဲ့ကြာသပတေးနေ့ကသတင်းဌာနများကိုဖိတ်ခေါ်ပြီးတော့ဒေါ်နယ်ထရန့်ကပြောသွားခဲ့ပါတယ် ော်နယ်ထရန့်ကကျွန်တော်ဟာဒီဥရောပခေါင်းဆောင်တွေကိုလက်ပိုက်ကြည့်ပြီးခေါင်းငိတ်ပြီးနေလို့မရတော့ဘူးလို့ပြောပါတယ်မီဒီယာတခုကနေပြီးတော့ဒေါ်နယ်ထရန့်ကိုအခုဧပြီ၂ရက်နေ့ကစပြီးတော့ဥရောပကတွင်းသမျှအရက်သေးစားတွေအပေါ်အခွန်၂ရာရာခိုင်နှုန်းတိုးကောက်မယ်ဆိုတာပြင်ဆင်ဖို့ရှိနိုင်မှာသလားလို့မေးတော့သမရထရန့်ကစကားတခွန်းနဲ့ပဲပြောလိုက်ပါတယ်အဲ့ဒီကတော့အဲ့ဒီဟာတော့ no ပါတဲ့ အဲ့ဒီနေ့မှာပဲအမေရိကရဲ့ stock market share တွေဈေးလဲကျဆင်းနေတာတွေ့ရပါတယ်။ Trump ရဲ့အခောက်ခွန်ချင်းချောင်းမှုအပေါ်တိသာထင်ရှားသောတုံ့ပြန်မှုနဲ့ဥရောပမှာစပြည့်ရီ wine champagne ထုတ်လုပ်သူ ကြီးများဤ stock share များလည်းတဟုန်တို့ကျဆင်းခဲ့ရပါတယ်။အမေရိကကနေဥရောပအပေါ်တင်သွင်းနေတဲ့ whisky အပါအဝင် American dollar 28 billion တန်ဖိုးရှိ တွင်းကိုများပေါ်ဥရောပကနေအခွန်90ရာခိုင်နှုန်းကောက်ခံသွားရန်ဥရောပသမဂ္ဂကကြေညာပြီးနောက်အမေရိကန်ရဲ့အခွန်စည်းချမှုချိန်ချောက်မှုတွေအခုလိုထွက်ပေါ်လာရခြင်းဖြစ်ပါတယ်။သမရထရမ်ကဥရောပခေါင်းဆောင်တွေကို ဝေဖန်ပြောဆိုသွားတာကတော့ဥရောပသမဂ္ဂဟာကမ္ဘာပေါ်တွင်ရန်လိုပြီးအယုံမှဆုံးအခွန်ကောက်ခံခြင်းနဲ့အညစ်ပတ်ဆုံးအဖွဲ့အစည်းတစ်ခုဖြစ်ကြောင်းပြောလိုက်ပါတယ်။ပြည်သက်ကုံတွေဝင်ကြီး လော်ရန့်စိန့်မာတင်ကတော့ဒေါ်နယ်ထရန့်ဟာသူ့ရွေးချယ်ခဲ့တဲ့ကုံတွယ်မှုစစ်ပွဲကိုအရှိန်မြင့်နေပါတယ်။ပြင်သစ်အနေနဲ့ကတော့ဥရောပကော်မရှင်တွေကအခြားဥရောပလုပ်ဖော်ကင်ဘက်များနဲ့အထူးပူးပေါင်းပြီးတော့လက်တုံ့ပြန်သွားမယ်လို့စိတ်ပိုင်းဖြတ်ထားပြီးဒီလိုချိန်ချောက်မှုတွေကိုလက်သက်မခံဘဲကျွန်တော်တို့ရဲ့စီးပွားရေးကိုကာကွယ်သွားရမယ်လို့ပြောလိုက်ပါတယ်။အကယ်၍ထရန့်ဟာသူပြောသလိုသူ့ရဲ့အခောက်ခွန်ချိန်ချောက်မှုကိုဒီအတိုင်းရှေ့ဆက်သွားမယ်ဆိုပါက အမေရိကန်စားသုံးသူများပေါ် တည်တည်သာသာအကျိုးသက်ရောက်သွားနိုင်ကြောင်းဆက်ပြောပါရစေ။ပြီးတော့လေကမ္ဘာ့ဘဏ်ကအချက်အလက်တွေထုတ်ပြန်ထားတာကတော့အမေရိကဟာကမ္ဘာပေါ်မှာဝိုင်းနဲ့အရက်တွေကိုပြင်ပနိုင်ငံများကနေတင်သွင်းမှုအများဆုံးနိုင်ငံဖြစ်ပြီးတစ်နှစ်တွင်ဝိုင်းအမေရိကန်ဒေါ်လာ၄.၉ဘီလီယံတင်သွင်းပြီးပြည်ထနိုင်ငံတနိုင်ငံတဲမှတင်ဝိုင်းဒေါ်လာ၁.၆ဘီလီယံတင်သွင်းခဲ့ပြီးတော့၂၀၂၃မှာ၁.၈ ဘီလီယံတန်ဖိုးရှိရှမ်ပိန်များတင်သွင်းခဲ့ပါတယ်။အမေရိကရဲ့ရှင်မျိုးဆိုင်ရာကောင်စီကတော့အမေရိကနဲ့ယူရိုပ်တို့အခုလိုတင်းမာနေကြမဲ့အစားအပြန်အလှန်ညှိနှိုင်းပြီးတုံညာကနေတုံညာအဖြစ်အောက်ခွန်နေသောအောင်ညှိနှိုင်းတဲ့ကြောင့်အကြံပေးပြောကြားလိုက်ပါတယ်။ဒါဟာအမေရိကန်နဲ့ဥရောပတို့ကြားကုန်သွယ်ရေးတင်သွင်းမှုတွေတရားမျှတပြီးပွင့်လင်းလာစေမဲ့သမ္မတထရန့်ရဲ့မျှော်မှန်းချက်ဖြစ်ကြောင်းလည်းစာထုတ်ပြန်လိုက်ပါတယ်။ သမရထရမ်ရဲ့ပထမသက်တမ်းကာလတွင်အရက်လုပ်ငန်းကိုပြတ်မှတ်ထားခဲ့တဲ့ဇက်တိုက်အခေါ်စီးကျက်မှုတွေကလည်းအမေရိကန်နဲ့ဥရောပတို့ရဲ့အရက်ထုတ်ကုန်များအပေါ်ထိခိုက်စေခဲ့ပါတယ်။ဘိုင်ဒန်အစိုးရကအခွန်လုပ်ငန်းများကိုဆိုင်းငံ့ထားခဲ့တော်လဲအဲ့ဒီလုပ်ငန်းများသည် အခုအခါပြန်လည်အသက်ဝင်ခဲ့ပြီဖြစ်ပါတယ်။အမေရိကကတော့လွန်ခဲ့တဲ့၃နှစ်ကစပြီးပြည်တွင်းရေနံချက်လုပ်ငန်းကိုကောင်းမွန်အောင်ပြန်လည်စူးစမ်းလုပ်ကင်ခဲ့ပြီးတော့ ပြည်ပကိုအမြောက်အများတင်ပို့နိုင်ရန်ကြိုးပမ်းနေပါတယ်။ထရန့်ပြုလုပ်ခဲ့တဲ့ကြာသာပတေးနေ့ကအခွန်ချိတ်ချောက်မှုဟာဆိုလို့ရှိရင်ကမ္ဘာလုံးဆိုင်ရာကုန်သွယ်ရေးစစ်ပွဲတွေနောက်ဆုံးတိုက်ပွဲတစ်ခုဖြစ်ပြီးတော့ကနေဒါရဲ့အမေရိကကိုတင်သွင်းနေတဲ့စတီးတွေနဲ့အလူမီနီယံတွေအပေါ်အခွန်တိုးကောက်မှုအပေါ်တုံ့ပြန်တဲ့အနေနဲ့ကနေဒါဟာအမေရိကကုန်ပစ္စည်းများအတွက်ဒေါ်လာ20.8ဘီလီယံကို လက်တုံ့ပြန် စီးကြခွန်အဖြစ်ကြေညာခဲ့ပါတယ်။အမေရိကဟာစတီးနဲ့အလူမီနီယံတွေကိုတခြားနိုင်ငံတွေထက်ကနေဒါကနေပြီးတော့ပုံမသွင်းယူခဲ့ပါတယ်။ထရမ့်အစိုးရဟာပြီးခဲ့တဲ့တစ်ပတ်ကလည်းတရုတ်ပြည်ကသွင်းကုန်များပေါ်20ရာခိုင်နှုန်းတိတိတိုးမြင့်ကောက်ခံခဲ့ပါတယ်။အဲ့ဒီအတွက်တရုတ်ပြည်ကလည်းအမေရိကကနေတရုတ်အပေါ်တင်သွင်းတဲ့လေယာထွက်ကုန်ပစ္စည်းများအပေါ်အခွန်ထပ်မံကောက်ခံလိုက်တာကြောင့်နိုင်ငံရဲ့ကုန်သွယ်ရေးစစ်ကိုပုံမနှဆိုင်သွားစေခဲ့ပါတယ်။ အမေရိကန်နိုင်ငံမှာအရက်သေးစားတိုက်နှစ်သက်သူတွေကနေပြီးတော့56ဂျာခိုင်နှုန်းကတော့ဒီကိစ္စဟာအရက်တွေပီယာဝိုင်းတွေဥရောပကဟာမှန်သမျှဈေးတွေကြီးကုန်မှာကြောင့်ကန့်ကွက်ကြပါတယ်ထရမ့်ကဥရောပသမ္မဂကို လုံးဝမကြိုက်နှစ်သက်ကြောင်းသူဟာသူ့ရဲ့အမိမေဟာကမ္ဘာအလယ်မှာ အဖက်ဖက်ကဥမော့လာအောင်သူပြောခဲ့သလို Great America Again ဖြစ်အောင်ဆောင်ရွက်နေတာမို့လို့ဘသူတွေဘလိုပဲတိုက်ခိုက်ဝေဖန်နေပါစေသူ့နိုင်ငံအတွက်သူလုံးတင်တာလုံးနေကြောင်းပြဘကအရက်တွေဈေးကြီးလာရင် made in USA ဆိုတဲ့အရက်များဝယ်တော့နိုင်အောင်စီစဉ်သွားမှာဖြစ်ကြောင်းပြောကြားသွားပါတယ်ဂျေဇုတင်ပါတယ်ခင်ဗျပြည်တွင်းဖြစ်ကိုအားပေးတင်တာမတင်ဘူးလားဆိုတော့ comment လေးတွေပေးခဲ့ကြပါဦး ဒီနေ့သတင်းကတော့ဒီလောက်ပါပဲနောက်နေ့တွေမှာလည်းအမေရိကရဲ့သတင်းအမှန်များကိုစူးစမ်းပြီးတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့999 Burmese USA News YouTube channel လေးကိုတိုင်းနဲ့တက်ခဲ့ရင် like and subscribe လုပ်ပေးခဲ့သွားပါ so please take care of yourself and each other bye bye